တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီသနှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျဖိဒါယာဒီပွား Torres များအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကို ျွန်တော်ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျပထမဦးစွာအချစ်ရည်အကြောင်းကိုပြောပြပြီးတော့မှဖြစ်ပါတယ်ယခုလအစပိုင်းကဆက်ဆံရေးနယ်ပယ်တွင်အတော်အတန်ဟန်ချက်ညီနေတော့အချိန်ကိုညွန်ပြနေပါတယ်ယခုတစ်ပတ်အတွင်းဆက်ဆံရေးများဒီကိုယ့်ရဲ့အပြောအဆို အပြုတ်အမူနဲ့တုံ့ပြန်ပုံပေါ်တွင်တာလုံးလုံးလေးလေးမူတည်နေနိုင်ပါတယ်လူတိုင်းကကိုယ်နဲ့ထင်မြင်ယူဆချက်တွေတူညီကြမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုလက်ခံလိုက်ပါလွတ်ခြားတဲ့အောင်တည်ယူပြီးတခြားသူတွေရဲ့အမြင်တွေကိုငြိမ်းချမ်းစွာလက်ခံနိုင်အောင်လုပ်ဖို့လိုပါတယ် ယခုလလည်းပတ်ဝန်းကျင်ကာလ ड़ी အနေငယ်ခက်ခဲသောကာလဖြစ်နိုင်တဲ့အတွက်ချစ်ခင်ရသူများအကြောင်းမကောင်းသောမှတ်ချက်တစုံတရာမပေးမီနှစ်ကြိမ်တိုင်တိုင်စဉ်းစားပါထိရောက်သောဆက်တွေ့ပြောဆိုမှုနှဲပါခြင်းကြောင့်အထင်မြင်လွဲမှားမှုများလည်းရှိနိုင်ပါတယ်လဤဒုတိယတဝက် ကာလအတွင်းမှာချစ်ခင်ရသူနဲ့တင့်မြတ်သောဆက်ဆံရေးကို ထိန်းသိမ်းရန်အတတ်နိုင်ဆုံးကြိုးစားအားထုတ်ရပါလိမ့်မယ်မိသားစုဝင်များနဲ့အမြင်မတူဘဲကွဲပြားမှုတွေရှိလာနိုင်ပါတယ် ကောင်းသောမှတ်ချက်များကိုယဉ်ထဲမထည့်ထားပါနဲ့အမားတွေကနေတင်ယူပြီးစိတ်ရှည်ဒီကန်စွာဖြင့်ပြုမှုပါ လကုံပိုင်းလောက်မှာအပျော်ပါလိုက်စားခြင်းလူမှုရေးပွဲလမ်းတစ်ပင်များကအလုရှုပ်စေနိုင်ပါတယ်ဆက်လက်ပြီးကျမ်းမာရေးအကြောင်းတွေကို ပြောပြပေးလိုပါတယ်ယခုလအစပိုင်းတွင်ကျမ်းမာရေးအတွက်အကောင်းဘက်မှာပဲရှိနေနိုင်တော့လဲအခါအားလျော်စွာလုပ်ငန်းခွင်နဲ့ပုဂ္ဂိုလ်ရေးဘဝရှိဖိအားများကကျမ်းမာရေးကိုထိခိုက်လာနိုင်ပါတယ်လောက်ရုပ်လှုပ်ရှင်တွေကနေ ုံမှန်အနားယူခြင်းအပန်းဖြေခြင်းတို့ကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ကြာရှည်ဖြစ်ပွားနေသောကျန်းမာရေးပြဿနာနဲ့ဒုက္ခရောက်နေသူများအတွက်တက်တာရရစီပါလိမ့်မယ်။ထိုပြဿနာများကိုကုတားရန်တို့မဟုတ်ဖြေရှင်းရန်အတွက်ကောင်းမွန်သောဆေးဝါးကိုရှာတွေ့နိုင်ခြင်းများပါတယ်။ထို့သောယခုကာလရဲ့အလဲပိုင်းကာလသည်ကျန်းမာရေးအတွက်အတက်အကျအများကိုယူဆောင်လာနိုင်ပါတယ်။ယာဒီအလိုက်ကျန်းမာရေးပြဿနာအချို့ကဒုက္ခပေးနိုင်ပါတယ်။လာဤနောက်ပိုင်းကာလရှိဂျုံများက ကျမ်းမာကြံ့ခိုင်နေစေရန်အတွက်စွမ်းအင်ကိုမြည်တို့အတုံးချရမည်ကိုတိရှိစေပါလိမ့်မယ်။စိတ်ဖိစီးမှုအချို့ကကိုယ်ခန္ဓာပြဿနာများကိုဖြစ်စေနိုင်ပါတယ်။ပင်ပန်းနှွဲနေမှုများရှိလာနိုင်ပါတယ်။ထို့ကြောင့်ပြင်းရည်ခြင်းနဲ့စိတ်ဖိစီးမှုတို့ကတင်းရဲ့ခန္ဓာရည်အားကိုထိခိုက်စေနိုင်ပါတယ်။ဆက်လက်ပြီးငွေကြေးဗဏ္ဍာရေးဆိုင်ရာအကောင်အဆိုးများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။လာအစမှာတော့ဂျုံများကငွေကြေးအခြေအနေတိုးတက်မှုကိုယူဆောင်လာနိုင်ပွဲရှိပါတယ်။ပစ္စည်းအစ်စ်တွေဝယ်ယူဖို့ဖြစ်နိုင်ပြီး ဒါဟာကြွယ်ဝချမ်းသာမှုကိုပြတ်တာတဲ့လက္ခဏာဖြစ်ပါတယ်။ဒါကြောင့်ပုံမခိုင်မာတဲ့ငွေကြေးအခြေအနေကရုပ်ပိုင်းဆိုင်ရာပျော်ရွှင်မှုကိုပုံမယူဆောင်လာနိုင်ပါတယ်။လဒုတက်လာဒီနဲ့အများ၎င်းဒီဝင်ငွေရရှိနိုင်စွမ်းကိုတိုးမြင့်ပေးနိုင်ပြီးရန်မုံငွေများကိုအကျိုးရှိသောနီလန်းဖြင့်ရင်းနှီးမြှုပ်နှံရန်အတုံးပြုတ်နိုင်ပါလိမ့်မယ်။ရေရှည်အတွက်လုံခြုံပြီးရိုးရမပြတ်ရင်းနှီးမြှုပ်နှံမှုပုံစံများမှာရင်းနှီးမြှုပ်နှံရန်ပုံမကောင်းမွန်တဲ့ကာလဖြစ်ပါလိမ့်မယ်။ အတိတ်ဆုံးဖြတ်ချက်များကိုပြန်လည်တုံးတက်ပြီးမကြာမီကာလမှာပုံမူအကျိုးရှိအောင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုစဉ်းစားဖို့အချိန်ကောင်းဖြစ်လာပါလိမ့်မယ်။ယခုလရဲ့နောက်ပိုင်းကာလဟာအလားအလာကောင်းရှိပုံရပြီးဝင်ငွေများတိတိတတာတိုးတက်မှုရှိလာပါလိမ့်မယ်။ဒါဟာကောင်းမွန်တဲ့ကာလဖြစ်ပြီးတပြိုင်နက်တည်းအများအပြားယဉ်နီးမြုံနှံခြင်းမပြုဖို့တေးကြပါစေ။အစားထိုးအနေနဲ့အစင်းစင်းပတ်စံယဉ်နီးမြုံနှံရပါမယ်။အခုတစ်ခါမှာတော့ အတက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့တက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးသွားပါမယ်ခင်ဗျာယခုလအစပိုင်းတွင် အရေးကြီးသော project အချို့ကိုလှုပ်ဆောင်ရန်အခွင့်အရေးရနိုင်ဖွယ်ရှိတော့လေကန္နနာတော်ယာတို့ကိုခြေနှက်ဖွယ်မရှိနိုင်ပါစီးပွားရေးလုပ်ငန်းရှင်များသည်တဖြည်းဖြည်းနှင့်တိုးတက်မှုနှင့်အကျိုးမြတ်များအတွက်ပုံမကောင်းမွန်သောအခွင့်အလမ်းများကိုရရှိနိုင်ပါသည်တို့တော့လေမလူလားအတော်ပြဿနာများကိုယူဆောင်လာနိုင်သည့်ပြဿနာအချို့ရှိနိုင်တော့ကြောင်းဂရုပြုပါ လာလေပိုင်းအထိကာလာဒီအရာတစ်ခုခုအတစ်စတင်ရန်အတွက်အစဉ်ပြေဖို့မရပါလာဤဒုတိယတဝက်ကာလအတွင်းတတောင်တက်တာရှိရနေပေမှာရွှေလျာပြီးစင်ခေါ်မှုအတင့်များကိုလက်ခံရန်ဖြစ်လာပါလိမ့်မယ်လက်တွေ့ကြပြီးထင်းချုံနိုင်သူဖြစ်လာပြီးခက်ခဲကြမ်းတမ်းသောစင်ခေါ်မှုများကြမှာရှေ့တို့ခြိတက်နိုင်ပါလိမ့်မယ်ဒုတက်မှုအချို့ကပျော်ရွှင်စရာဖြစ်စေမယ်အခြားဒုတက်မှုများကစိတ်ပြက်ဖွယ်ရာဖြစ်စေနိုင်ပါတယ်နှစ်ခုလုံးကိုရင်ဆိုင်ဖြည့်ရှင်ပြီးဟန်ချက်ညီအောင်လှုပ်ဆောင်တဲ့ရင်တင်ယူရပါမယ် နောက်နေမှုများနဲ့အခက်အခဲအချို့ရှိနေနိုင်ပါတယ်။အခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာ အကြောင်းအရာများကို ပြောပြပေးတော့ပါမယ်ခင်ဗျာ။ယခုလအစပိုင်းတွင်တိုးတက်မှုရရှိနိုင်ရန်အတွက်ဂျိုများရဲ့အထောက်ပံ့များစွာရှိနိုင်တော့လေ။စာချက်ချင်းမှလွဲ၍ကျန်သည့်အရာအားလုံးကိုလှုပ်ဆောင်ရင်အချိန်အများကြီးကုန်ဆုံးစေနိုင်ပါတယ်။အမျိုးမျိုးသောဘာသာရေးများအတွက်လမ်းညွှန်မှုရရှိရန်အကြီးအကဲများနဲ့လမ်းညွှန်ဆရာများထံတိုင်ပင်ဆွေးနွေးခြင်းကပုံမှန်ကောင်းမွန်ပါလိမ့်မယ်။တို့တော့လေ ပထမလဝဲ၏အချို့သောကာလများတွင်စွမ်းဆောင်ရည်သည်လိုအပ်သောအဆင့်သို့မရောက်နိုင်ပါရှင်ပြိုင်မှုဆောင်ပွဲများအတွက်ပြင်ဆင်နေပါကယခုလ၏အလယ်ပိုင်းကာလပတ်ဝန်းကျင်တွင်ဂျိုများ၏တည်ရောက်မှုကစိန်ခေါ်မှုများရှိနေနိုင်သောကြောင့်ဘုံမှုစူးစမ်းရပါလိမ့်မယ်ယခုလ၏နောက်ပိုင်းကာလမှာတော့ပညာရေး၌ထူးချွန်အောင်မြင်ပွဲရှိပါသည်ကျွမ်းကျင်မှုအသင့်များတင်ယူခြင်းတုတေသနနှင့်ပညာရေးရွယ်ချက်အတွက်ခရီးဝေးတွားလာခြင်းတို့အတွက်ကောင်းမွန်သောအချိန်ဖြစ်ပါသည်လကုံပိုင်းပတ်ဝန်းကျင်ကာလသည် စင်းမြင့်ပညာရေးကိုစီစဉ်ရန်နှင့်ရှင်ပြိုင်မှုဆောင်ပွဲကိုဖြေဆိုရန်အတွက်ကောင်းမွန်သောအချိန်ဖြစ်ပါတယ်။ဒီလအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်တို့ channel ကနေအခုလိုမျိုးယာတီကွင်လိုက်ကောင်းခြင်းဆိုခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျာ။အချိန်ပေးပြီးနားထောင်ပေးကြကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘေးရန်ရဲ့ခင်ဗျာစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။